ဒတ်ချ်လူမျိုးနီးပြအရစ်တန်ဟာလီဗာကူဆင်အသင်းနီးပြဖြစ်သူ့ရဲ့ပထမဆုံးအပြောင်းရွှေ့မှာအသင်းဟောက်ယူနိုက်တက်အသင်းကအန်တိုနီနဲ့ဂါနာချိုတို့ကိုခေါ်ယူဖို့ပြင်မှတ်ထားနေပါတယ်။အရစ်တန်ဟာရီယဲအသင်းကိုကင်တွယ်ဖို့ထွက်ခွာခဲ့တယ်။ဇာဘီအလွန်ဆိုရဲ့နေရာမှာလီဗာကူဆင်အသင်းနီးပြတဲ့အဖြစ်နှစ်နှစ်စာချုပ်ချုပ်ဆိုကခန့်အပ်ခြင်းခံထားရတာပါ။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကယူနိုက်တက်အသင်းကနေထုတ်ပယ်ခြင်းခံရပြီးတဲ့နောက်လီဗာကူဆင်အသင်းကအရစ်တန်ဟအတွက်ပထမဆုံးနီးပြအလုပ်ကင်ဖြစ်ခဲ့ပါတယ်။ အရစ်တဟန်ဟာလီဗာကူဆင်အသင်းကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့လာမယ့်နွေရာသီအပြောင်းအရွှေ့ကိုအာရုံစိုက်နေတာပါလီဗာကူဆင်အသင်းရဲ့အဓိကကစားသမားတူဖြစ်တဲ့ဖလော်ရီယန်ဗစ်စ်ဟာလီဗာပူးအသင်းထံပြောင်းရွှေ့ပွဲရှိနေတဲ့အတွက်အရစ်တဟန်ဟာသူ့ရဲ့နေရာမှာအစားထုတ်ဖို့အန်တိုနီနဲ့ဂါနာချိုကိုပြစ်မှတ်ထားနေတာဖြစ်ပါတယ်ကေကာကအန်တိုနီနဲ့ဂါနာချိုတို့ဟာလီဗာကူဆင်အသင်းအတွင်းပိုင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီး အန်တိုနီရဲ့အပြောင်းအရွှေ့ဖြစ်ဖို့အလားအလာကပိုပြီးများတယ်လို့ဖော်ပြထားပါတယ်။အန်တိုနီဟာပြီးခဲ့တဲ့ဇန်နဝါရီက United အသင်းကနေဘတ်တက်အသင်းထံအငှားနဲ့တွားရောက်ကစားခဲ့ပြီး Spain ကလပ်အတွက်ကိုကိုအတွင်းက၅ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။အန်တိုနီယာဘတ်တက်အသင်းမှာအထင်ကြီးပွဲကောင်းတဲ့ပုံစံပြသနိုင်ခဲ့ပေမဲ့ United အသင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေရှိနေတာပါ။ United အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့အန်တိုနီကိုခေါ်ယူဖို့ Leverkusen အသင်းအပါအဝင်အသင်းချုပ်ကစိတ်ဝင်စားနေကြပါတယ်။ Garnacho ကလည်း New York City မှာ United အသင်းကနေထွက်ခွာဖွယ်ရှိနေပြီး နီးပြအာမရင်ကသူ့ကိုအတင်းသိရှာဖွေဖို့ပြောထားတယ်လို့သတင်းဒီမှာဖော်ပြထားပါတယ်ကနာချိုဟာယူရိုပါလိပိုလူပွဲမှာပွဲထွက်လူစည်းရင်ချလက်ခံခဲ့ရသလိုအက်စတွန်ဗီလာအသင်းရဲ့ပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာလူစည်းရင်နဲ့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ကနာချိုကိုခေါ်ယူဖို့နာပိုလီအသင်းအပြင်အသင်းချို့ကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။